ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းမှာပြင်အား6.9အစရှိတဲ့ငလင်ကြီးလောက်ခတ်ခဲ့ပြီးဖျားချောင်းများနဲ့အဆောက်အုံများပြိုကျပျက်စီးခဲ့တဲ့အပြင်ဆူနာမီသတိပေးချက်ပါထုတ်ပြန်ထားရာရောဝတ်အဝတ် င်္ဂလာပါပရိသတ်ကြီးရှင်အမေရိကန်ဘူမိပေဒါတိုင်းတာရေးရဲ့အဆိုအရဖိလစ်ပိုင်အလဲပိုင်းဒေတာမှာဒေတာဆန်တော်ချိန်ည9:59မိနစ်ကကနအူးတိုင်းထွာမှုပြင်းအား6.9အဆင့်ရှိတဲ့ပြင်းထန်သောငလင်းတစ်ခုလှုပ်ခတ်ခဲ့ရာပျက်စီးဆုံးရှုံးမှုများနဲ့ဒေတာတွင်ဆူနာမီဖြစ်နိုင်ခြင်းအတွက်စိုးရိမ်မှုများမြင့်တက်လာတယ်လို့သိရပါတယ်။ ကနအူးစစ်တမ်းပုံစံများအရာဤဒေသမှာဤမြပြင်းအားရှိငလင်လောက်ခတ်ပါကလူအသေးပြောင်များဖြစ်ပေါ်နိုင်ပြီးစားလုံးမှုမခိုင်မာသောအဆောက်အုံများတွင်တိတာသောပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နိုင်စေတယ်လို့ဖော်ပြထားပါတယ်။ယခုလောက်ခတ်ခဲ့တဲ့ငလင်ဟာပြင်းအား6.9အဆင့်ရှိတာဖြစ်ပြီးဖိလစ်ပိုင်နိုင်ငံပါလွန်ပွန်ရဲ့အနောက်ဘက်မှာရေအောက်10ကီလိုမီတာ6မိုင်အကွာမှာလောက်ခတ်ခဲ့ပြီးစီပူးပြင်းနယ်ရှိဘူကိုမြို့နဲ့နီးစပ်တယ်လို့လည်းသိရပါတယ်။ ဖိလပိုင်မီတောင်နဲ့ငလင်တိုင်းတာရေးအင်စတီကျူကလေထီဘီလီယံနဲ့စီဘူးပြည်နယ်များအတွက်လိမ္မော်ရောင်အဆင့်ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ပြီးကန်ယိုဒန်ဒေတာများမှလူများကိုဝေးဝေးရှောင်ရှားရန်နဲ့ကန်ယိုဒန်အနီးနေထိုင်သူများကိုကုန်းနယ်ပိုင်းသို့ရွှေ့ပြောင်းကြရန်တိုက်တွန်းထားပါတယ်။ဒါအပြင်ဘိုကိုမျိုးရှိအာနာပိုင်များကကင်ဆယ်ရေးလုပ်ငန်းများစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းလူမှုကွန်ရက်ဆောင်မျက်နှာကနေကြေညာခဲ့ပါတယ်။ USGS ရဲ့ခမှန်းချက်ပုံစံများအရဖိလစ်ပိုင်အလဲပိုင်းရှိစီဘူးဘီလီယံနဲ့လေဒီကျွန်းများပါဝင်သောဗီဇာယံကျွန်းစုများတစ်လျှောက်မှာလူပေါင်း9သိန်းကျော်ဟာအလွန်ပြင်းထန်တဲ့မြေငလင်လောက်ခတ်မှုကိုခံစားခဲ့ရတာဖြစ်ပါတယ်။ USGS ရဲ့အဆိုအရအလွန်ပြင်းထန်သောလှုပ်ခတ်မှုဟာစားလုံးမှုမခိုင်းမသောသို့မဟုတ်ဒီဇိုင်းညံ့ပြင်းသောအဆောက်အုံများတွင်သိသာသောပျက်စီးဆုံးရှုံးမှုများနဲ့ကောင်းမွန်စွာလှုပ်ဆောင်ထားသောတာမန်အဆောက်အဦများမှာတော့အနည်းငယ်မှအလေအလတ်ပျက်စီးဆုံးရှုံးမှုများကိုဖြစ်ပေါ်စေမှာဖြစ်တယ်လို့လည်းသိရပါတယ်။ ငလင်ကြီးလောက်ခတ်ပြီး2နာရီကျော်အတွင်းနောက်ဆက်တွဲငလင်အကျဉ်40ကျော်လောက်ခတ်ခဲ့သလိုစီဘူးမြို့မှာဆရာဝန်များကငလင်ကြောင့်ထိခိုက်ဒဏ်ရာရသူများကိုဒေဟာပြင်မှာကုသပေးနေတာကိုလည်းတွေ့ရပါတယ်ဖိလပိုင်နိုင်ငံဟာပစိဘိတ်သမုဒ္ဒရာတဝိုက်ရှိမိုင်ပေါင်း2500ကီလိုမီတာ4000ရှိလျားသောမြေငလျင်ကျောများ Ring of Fire ပေါ်မှာတည်ရှိနေပြီးကမ္ဘာမီးတောင်များရဲ့ထက်ဝက်ကျော်ကလည်းထိုနေရာမှာတည်ရှိနေတာဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကပြည်သူတွေအနေနဲ့တတိရှိရှိနေထိုင်ကြဖို့နဲ့ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့တိုက်တွန်းတဲ့ကြေညာချက်တစ်ဆောင်ကိုထုတ်ပြန်ထားပြီးငလျင်သိပ်ပြည်သူတွေနဲ့အတူများစွာစိတ်ထိခိုက်ရတယ်လို့လည်းဖော်ပြထားပါတယ်။ အခုလက်ရှိမှာတော့မိုးသည်ထန်စွာရွာသွန်းနေပြီးလျှက်စင်ပြီးလည်းမရှိတာကြောင့်အကူအညီတွေလည်းလိုအပ်နေပါတယ်။အထူးသဖြင့်ငလင်ကြောင့်ထောက်ပံ့ရေးလိုင်းတွေပျက်စီးသွားတဲ့နောက်ရေရှားပါလာတဲ့အတွက်မြောက်ပိုင်းမှာအကူအညီလိုအပ်နေပါတယ်လို့ဒုတိယမျိုးတော်ဝန်ကပြောကြားထားတာလည်းဖြစ်ပါတယ်။ In Jesus' name. Jesus Christ. In Jesus' name. In Jesus' mighty name, Lord God. In Jesus' name. We believe in your name, Jesus. Lady. Jesus. Lady. Jesus, lady. Jesus, lady. Jesus.